ျွန်တော်တို့အခုက reverse ပဲအခုအခုကျွန်တော်တို့တော်လန်ကြီးကအစ်စ်ပြန်ဆတယ်လို့ဖြစ်သွားပြီ။ဘာလို့လဲဆိုအစ်စ်ပြန်ဆတယ်လို့ဖြစ်သွားပြီ။ကျွန်တော်တို့ကတချို့နေရာတွေဆိုသူသွားပြီလေ။ကျွန်တော်အားကိုးမဲ့အားရီယာသူ့အနေနဲ့သူပုံစံနဲ့သူခွဲထွက်သွားကြပြီ။အဲ့တော့ကျွန်တော်တို့မြေပြတ်မှာရှိတယ်ညာမှာရှိတယ်ကျွန်တော်ထိတယ်ရောက်ပေါ့နော်။ဥပမာနေပြည်တော်လိုဟာမျိုးမြစ်တီလာလိုဟာမျိုးအများကြီးကျွန်တော်တို့မန္တလေးလိုဟာမျိုးပြီးလို့ရှိရင်ကျွန်တော်တို့ကပြီးသွားမယ်။အဲ့တော့ကျွန်တော်တို့အညာသားတွေအသိအကြီးကြီးတယ်။အညာသားတွေအဆုံးဖြတ်ပေးမယ်ပွဲ။အဲ့တော့ကျွန်တော်တို့အစ်စ်ပြန်ဆတဲ့ပွဲဖြစ်မှာ။ တော်လိုင်းရဲ့အစ်စ်ပြန်စားတယ်အီအောင်နဲ့ပတ်သက်တဲ့ဟိုဘာဥဆောင်သူတွေနောက်ဒီတပောက်သူတို့ခုဖြစ်ဖို့တော့ခစ်ဗန်တိတ်အပေးယူရှိမှရဒီတိုင်းမရကျွန်တော်ဘယ်လောက်ပဲအတက်ကြီးကြီးကျွန်တော်ဘာပဲဖြစ်ဖြစ်ကျွန်တော်တော့ပြောဟုတ်ကဲ့ပဲပြောမှာပဲဥမာခစ်ဗန်တိတ်နဲ့ဥဆောင်တဲ့လူကလည်းနောက်ဟိုအပေးယူရှိတယ်နောက်တက်တက်တွေပေးရမှာဗျာပြောတက်တက်တွေပေးရမှာလေဗျာဟုတ်တယ်မလားတက်တက်ဓမြလည်းဖြစ်သွားနိုင်တယ်လေအဲ့တော့ဒီပေါ်မှာအများကြီးလွဲတော့လွဲတယ်ဗျာပြောတာတက်ပေါင်းသူတက်ပေါင်းသူလည်းအရင်လွဲတဲ့စကလေးလုံးဒါပေမဲ့တကယ်ကိုအဲ့ဒါကိုပေါ့ပေါ့လေးနဲ့စဉ်းစားကြည့်လိုက် ဒါကိုစဉ်းစားကြည့်လိုက်ရင် definition ပေါ့လားအခြေအကြီးပဲအခြေအကြီးလားကျွန်တော်အဲ့ဒါတိတ်တွန်းတွန်းကြဲကြဲမပြောဘူးကိုမလုံနိုင်တဲ့အလုပ်ကိုတိတ်ပြီးတော့မပြောတာကောင်းတယ်အဲ့တော့လုံနိုင်မဲ့လူတွေကလုံအောင်ပါဥဆောင်သူတွေကတာဝန်ယူပြီးလုံမယ်ဆိုပြီးတော့တာဝန်ယူထားတဲ့နေရာယူထားတဲ့လူတွေကတာဝန်ရဲ့နေရာနဲ့မကွဲပြားဖြစ်နေတာအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တိုင်းရင်းသားလက်နက်ကင်တွေကသူတို့ကိစ္စသူတို့လိုချင်တဲ့ data တွေရသွားပြီးအညာ data ကမြန်မာ PDF တွေအနေနဲ့တော်လန်ရေးအစ်စ်ပြန်စပြီးမှုပြည်သူအားလုံးပူးပေါင်းပါဝင်ကြဖို့ဘိုးတက်ကြီးတိုက်တွန်းလိုက်ပြီးမှု အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားခဲ့ကြပါဦးခင်ဗျာမင်္ဂလာပါတက်ရောက်လာတဲ့အားလုံးညီငယ်များနဲ့မြမငယ်အားလုံးဖန်တွေစာအားလုံးတော့ကြည့်ရှုနေတဲ့ကျွန်တော်တို့ဒီ live ကိုကြည့်ရှုနေကြတဲ့မိဘပြည်သူအားလုံးမင်္ဂလာပါကျွန်တော်ကတော့မြင်းညာ0ပျောက်ကြားတက်ဖွဲ့ရဲ့ခေါင်းဆောင်ကိုတက်ကြီးဖြစ်တယ်လို့လက်ရှိမြင်းညာခရိုင်တိုင်ရင်အမတ်ခွန်ရဲ့ယာယီတိုင်ရင်မူကိုတက်ကြီးပါပဲခင်ဗျာအားလုံးမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါအကြည့်ရှုနေကြတဲ့ပြည်သူတွေကိုလည်းတော်လှန်ညာကြပါလို့အားလုံးကိုစားနှုတ်ဆက်ပါတယ်နှုတ်ခွန်းဆက်တာပါတယ်အဲ့တော့ ကျွန်တော်တို့ဒီညခဲမှာတော့ဟိုတကယ်ကျွန်တော်တို့နိုင်ငံရဲ့ဗဟိုချက်မှလို့ပြောရမယ့် မြင်းညံခရိုင်ထဲမှာတော်လိုင်းရေချင်ကဘယ်လောက်ထိရှိနေလဲတော်လိုင်းမှာတော့လှိုင်းအမြင့်တက်ကြတွေရှိတယ်ဆိုပြီးတော့အလုံးကသုံးသက်ကြတယ်အဲ့တော့လှိုင်းအမြင့်တက်ကြတွေရှိနေတဲ့အချိန်မှာမြင်းညံခရိုင်ရဲ့လှိုင်းကဟိုအမြင့်ရောက်နေလားအနှိမ့်ရောက်နေလားဘယ်လိုစည်ရဲ့ခြင်းတွေရှိလဲဆိုတာကိုတဟူးချင်းစီကကိုတောင်ဝင်ယူထားတဲ့နေပယ်အပိုင်းတွေကနေပြီးတော့အခုကြည့်ရှုနေကြတယ်ပြည်ပမှာရောက်နေကြတဲ့ပြည်သူတွေကပြည်တွင်းကနေပြီးတော့ကြည့်ရှုနေကြတဲ့အပြည်သူလူထုကိုကျွန်တော်တို့ဆွေးနွေးသွားမှာဖြစ်ပါတယ်ပထမဆုံးပြောချင်တာကတော့ကျွန်တော်တို့ လိုအပ်ချက်တွေပေါ့နော် KI တောတွန်းမှာရှိတယ်ကျွန်တော် KI တောမှာရှိတယ်ဒီအဖွဲ့အစည်းအားလုံးအတွက်လိုအပ်ချက်ရှိလို့ကျွန်တော်ဒီ KI နေမှာနင်းမကန်မြင့်ကြံကမ်ပိန်းလုပ်တာပါအဲဒီကမ်ပိန်းလေးကတတ်မှတ်တဲ့ချက်မှာလည်းပြည့်မီခြင်းမရှိဘူးပေါ့နော်အဲ့တော့50ရာခိုင်နှုန်းပဲရှိတဲ့အတွက်ကျန်တဲ့ရတိုးပြီးတော့ပြုလုပ်တဲ့အချိန်လေးမှာလည်းမိဘပြည်သူများအနေနဲ့ရောနောက်တစ်ခါဖန်နီစာများအနေနဲ့ရောဒါလေးကိုဥစွာပါဝင်ပြီးတော့ပေးကြပါလို့ကျွန်တော်ပထမတိုက်တွန်းနှိုးဆော်ခြင်းပါတယ်ဒါကလည်းကျွန်တော်တို့အကျိုးရှိသွားအောင်ချမဲ့ကျွန်တော်တို့စစ်ပါ ိုပြီးတော့အရေးကြီးတဲ့စစ်လို့ဖြစ်ပါတယ်ကျွန်တော်တို့ကျွန်တော်တို့ဟာဟိုနောက်တစ်ခုရှိတာကျွန်တော်တို့မှာကျိုးဝိုင်းထဲမှာထိုးနေတာမဟုတ်တဲ့ခါကျတော့ကျွန်တော်တို့ကအချိန်ကိုခံမှန်းလို့မရဘူးဗျနောက်ထပ်ကျွန်တော်တို့လက်ရည်တူထိုးရတာမဟုတ်တဲ့အတွက်ကျွန်တော်တို့ကဘယ်လိုကောင်းလဲဆိုတော့အချိန်ကန့်တက်ကောအဲနောက်ကျိုးအတူနာကူနာဆိုတဲ့အကန့်တက်လေကျွန်တော်တို့ကပြောလို့မရကျွန်တော်တို့ကဒုကိုခေါင်းနဲ့တိုက်တယ်ဟိုဘာဖြစ်နေလားဆိုတော့ဘာအားတာတဲ့လူကိုအားနေတဲ့လူကနေရှင်ပြန်ရတဲ့အချိန်မှာအများကြီးပေးဆက်ရတာရှိတယ်လို့အောင်ပွဲတွေလည်းအများကြီးရှိခဲ့ပါတယ် အဲ့တော့ဘာဖြစ်ဖြစ်ကျွန်တော်တို့ကြိုးစားနေပါတယ်စစ်ကောင်စီရဲ့လှုပ်ရှားမှုအပေါ်မှာအခြားကျွန်တော်ကဏ္ဍတွေတော့မပြောတော့ပါဘူး။နောက်သူတို့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့မြေပြင်မှာရှိတဲ့ဤသာရတိုင်ရင်တက်ဖွဲ့အားလုံးနဲ့လည်းပူပေါင်းဆောင်ရွက်နေတယ်လို့သူတို့ရဲ့ထိုးစစ်ပေါ်မှာကြည့်ပြီးတော့ကိုယ့်ရဲ့ဒေတန္တရကျွမ်းကျင်တဲ့ကျွန်တော်တို့ဟောဘောအာတာချက်လေးကိုယူပြီးတော့အချင်းနေသုံးတက်ပြီးတော့ကျွန်တော်တို့ကြောက်ကြစစ်တော်လကောင်းကျွန်တော်တို့ဒဲကျင်ဆိုင်နဲ့စစ်တော်လကောင်းပေါ့နော်ဒီမျိုးစုံနဲ့ ကျွန်တော်တို့တံပြန်တိုက်ခိုက်နေပါတယ်အရှုံးပေးဖို့တော့ကျွန်တော်တို့မှာလုံးဝမရှိပါဘူးအဲကျွန်တော်ကတော့ဒီလောက်ပဲပြောချင်ပါတယ်ယခုကမ်းမင်းလေးကိုလည်းကျွန်တော်တို့ပြည့်မီအောင်ပါဝင်ကြပါလို့ကျွန်တော်ထပ်ပြီးတော့တိုက်တွန်းချင်ပါတယ်ချီးကျူးချင်ပါဗျအားရှိနေပါပြီပြီးဆိုတော့ကျွန်တော်လည်းဗီဒူထဲမှာပါတာပေါ့သွေးကွဲတာတွေရံပြစ်တာတွေစကားများတာတွေမရှိဘူးဆိုရင်ကျွန်တော်တို့ကရှေ့ကိုရောက်တော့မယ်ဆိုရင်နမိတ်ပါပဲအဲ့တော့ဒါစီလုံးမှုရဲ့အစလို့ယူဆရမှာပါအဲ့တော့ပြင်ပြမှာလည်းဥဆောင်နေသူတွေဖြစ်တယ်တပ်ဖွဲ့တွေရဲ့ခေါင်းဆောင်တွေရဲ့သူလူတွေညာနေချီပြီးတော့လက်နက်ကင်ထားတဲ့ရဲဘော်တွေကို ဥဆောင်ဥရနဲ့အုပ်ချုပ်နေကြတဲ့သူတွေခေါင်းဆောင်နေကြတဲ့သူတွေဖြစ်တဲ့အတွက်ကျွန်တော်စကားကြီးရှင်းရှင်းဝေပြောပြလို့ရှိရင်မိချောင်းမင်းရေကင်းပြဖြစ်ပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ရဲ့အတက်ရအပြင်လေကြီးတယ်မြင်းညံခရိုင်ထဲမှာလဲတော်လိုင်းမတိုင်ခင်တည်းကတကယ်လူမှုရေးလုပ်ငန်းတွေဥဆောင်ပြီးတော့လုပ်နေတဲ့ကိုသက်ကြီးဖြစ်တယ်အဲ့တော့အဲကိုသက်ကြီးအနေနဲ့ရောခြုံငုံပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်မြင်းညံခရိုင်ထဲကစီလုံးညီညွတ်မှုနဲ့ဘယ်လိုမျိုး လိုအပ်ချက်လေးတွေရှိနေတာလဲပေါ့နော်ကျွန်တော်တို့တွေအာသာချက်တွေတော့ပြောရင်တော့ကောင်းတာပေါ့အားရှိတာပေါ့ဒါပေမဲ့လိုအပ်ချက်တွေလည်းကျွန်တော်တို့ကဟိုအဖြစ်မှန်တိုင်းပြည်သူလူထုကိုပြောပြဖို့တချို့အရာတွေလိုအပ်မယ်လို့ယုံကြည်တယ်ဒါကြောင့်မလို့ကျွန်တော်ကိုသက်ကြီးကိုလှည့်ပေးခြင်းပါတယ်ပြောပြပါဦးကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့ကအနိုင်ရပြီးမှရှုံးနေဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်တို့ရဲ့အရှုံးကနောင်တပဲအဲ့တော့ကျွန်တော်တို့ကရှုံးခဲ့ပြီးသားလူတွေရှုံးခဲ့ပြီးသားပြည်သူတွေရှုံးခဲ့ပြီးသားပြည်သူတွေကကျွန်တော်တို့ကအနိုင်ရအောင်လုပ်မယ်ဆိုကျွန်တော်တို့ရဲ့တမိုင်းပဲ အဲ့အဲ့တော့အဲ့ဒီတမိုင်းကိုကျွန်တော်တို့ဘယ်လိုလုပ်မလဲဘယ်လိုရအောင်ယူမလဲဒါလိုတယ်နောက်တစ်ချက်ကဒီစီလုံးမှုစီလုံးမှုကတော့ကျွန်တော်တို့အားလုံးရှိကြတယ်ဗောနော်ဟိုဘယ်လိုခေါ်မလဲကရောက်ခစားလည်းရှိချင်ရှိမှာပဲဒါပေမဲ့အရေးကြီးရင်ကျွန်တော်တို့တွေးစီရမယ်ဆိုတဲ့ဟာတွေကတော့ကျွန်တော်တို့ရှိပြီးသားနောက်တစ်ချက်ကကျွန်တော်ဒီဟောပေါ့ပြောရရင်တော့ဗျာကျွန်တော်တို့ကဘယ်လိုခေါ်မလဲကိုယ်ပေါင်ကိုလန်ထောင်းတယ်လို့လည်းဖြစ်မှာဗျာဟိုဘယ်လိုကိုကိုကိုလည်းပြန်ပြုတ်ပြရမယ်ငါငါအားလက်ချက်ပါတော့ဆိုလူများအောင်မကြည့်နဲ့ကိုကိုကိုကြည့်ငါအားလက်ချက်ကပါလေငါအားတာချက်ကပါလေသူ့ရဲ့အားလက်ချက်ကပါလေသူ့ရဲ့အားတာချက်ကပါလေအမှန်တော့ ဟိုဘေးလိုကြည်လာတယ်ကိုကူကူအကောင်းဆုံးကြည်လာအကောင်းဆုံးပေါ့ဗျာကျွန်တော်ကဒီစနစ်ပဲသွားတယ်အဲနောက်တစ်ခါကိုဘာဖြစ်အောင်လုပ်မယ်နောက်တော်လိုင်းစိတ်တက်တော်လိုင်းစိတ်တက်ပြည့်လို့ရှိရင်အားလုံးပြည့်ပြည့်စုံသွားပြီဘာမှမလို့အဲ့ဒါ message ကြီးကလည်းရှိတရားမလို့ဘာမှရှိတရားမလို့တစိုက်မမတ်သွားနိုင်ဖို့ပဲဒါသွားနိုင်ပြီဒါဆိုလို့ရှိရင်နောက်လာဒီစုဖွဲ့မှုဘာညာဆိုတာဟိုဆော့ပြောတဲ့ဟိုတက်ပေါင်းစုဆိုတဲ့ပုံစံမျိုးအခုတွန်းတွန်းကြဲကြဲပြောလာကြတယ်ဒါလည်းလွယ်လွယ်လေးအကြံပေးလို့မရဘူးဗျအခုတက်ပေါင်းစုဆိုပြီးတော့ကျွန်တော်တို့အောက်မှာ comment ဝင်ရေးတဲ့လူတွေကတော်လိုင်းကြီးကိုဘယ်တော့ပါဝင်ထားတယ်လဲ ။ဒါကြီးဘက်ကလိုင်းကျသွားတယ်ထင်တယ်။တစ်တွေ့လဲပူပေါင်းပါဝင်မှရမယ်။ပူပေါင်းပါဝင်မှကျွန်တော်တို့ကရှိအောင်။အဲ့တော့တပ်ပေါင်းစုဆိုတာဆော့ပြောတယ်လို့ကျွန်တော်တို့ကတပ်ပေါင်းစုသဘောမျိုးပဲကျွန်တော်တို့မြန်မြန်ခိုင်မှရှိတဲ့အဖွဲ့အစည်းအားလုံးကကျွန်တော်တို့ NUG နဲ့ပတ်သက်တာတွေများတယ်။အခုဆိုကျွန်တော်တို့တက်လာတာရင်းမှုတွေကြီးပဲ။ဒါရင်းမှုတွေအားလုံးရင်းနေကြီးပဲ။တော့ပကဖားတွေရှိမယ်။တချို့ဟို local လေးတွေဆိုရင်လည်းပကဖားလည်းအောက်ကနေတောင်းနေတာတွေရှိတယ်။အဲ့တော့အဲ့ဒီအဖွဲ့အစည်းကနေပဲအဓိကဗျာ။ဥဆောင်ဥရလုတ်ဖို့လိုတာကျွန်တော်တို့မမျော်လင့်နေရတယ်မျော်လင့်လို့မရဘူးဥမာ မင်းလို့ငါလို့ဆိုရင်တော့ဘသူ့အနေနဲ့သူအဆင်မပြေနိုင်ဘူးဒါ professional ပုံစံမျိုးတော့ capacity power အရန်ကြီးတဲ့အထက်ကလာတဲ့ဦးစီးဦးဆောင်လူမျိုးဖြစ်လို့ရှိရင်ကျွန်တော်တို့ကတစုတစည်းတဲ့ခဏလေးပဲခဏလေးပဲအခုလည်းမစုစည်းတာမဟုတ်ကျွန်တော်တို့ကနည်းမြေအလိုက်ပေါ့နော်သူ့ရဲ့နည်းမြေလိုက်ကိုယ့်ရဲ့နည်းမြေလိုက်လုပ်နေကြတာဖြစ်တဲ့အတွက်တချို့ကဟာသူကတော့ဘလူငါကတော့ဘလူဆိုတာမျိုးတွေတချို့ထင်အောင်ထင်မှဖြစ်နေတာတကယ်တော့ဘယ်နေရာမှာရောက်ရောက် တောင်ဘက်ကိုရောက်လို့ရှိရင်လည်းကျွန်တော်တို့ကတောင်ဘက်မှာရောက်ရင်နီးစပ်လို့ရှိရင်ကျွန်တော်တို့ကူညီခဲ့တာပဲကူညီခဲ့တာမဟုတ်ဘူးလေပူးပေါင်းခဲ့တာပေါ့နော်အဲကျွန်တော်တို့ဘက်ကိုရောက်နေလို့ကျွန်တော်တို့အားနေလို့ရှိရင်လည်းမြောက်ဘက်ကအဖွဲ့တွေကလာပြီးတော့ပူးပေါင်းဆောင်ရွက်တာတွေရှိတာအရှိတ်ဘက်မှာဆိုလည်းအရှိတ်ဘက်နီးစပ်တယ်လို့ပူးပေါင်းဆောင်ရွက်ပြီးလုပ်နေကြတာဟာမင်းဟာမလို့ငါဟာမလို့ငါတို့မလုပ်ဘူးဆိုတဲ့မျိုးစိတ်မျိုးတော့ဘယ်သူမှမရှိကြဘူးဒါလေးတွေလည်းကွဲကွဲပြားပြားမြင်ဖို့လိုမယ်ကတော့ကစားတော့ချစ်ချင်ရှိမယ်ဒါပေမဲ့အတိုက်ခိုက်မဖြစ်ဘူးဒီလိုမျိုးတွေကျွန်တော်စိုးစိုးဝါးဝါးပေါ့ဗျာသူ့အဖွဲ့ငါပြစ်တာတွေငါအဖွဲ့သူပြစ်တာတွေကျွန်တော်တို့ခိုင်မှာမရှိခဲ့ဘူး အဲ့လိုအဲ့အဲ့တော့ကျွန်တော်တို့ကစူးစီးဖို့လွယ်တယ်အဓိကတော့ဗျာပုံမလင်းလင်းပြောလို့ရှိရင်ကျွန်တော်တို့က MOD လောက်ရမယ့်လုပ်တွေဗျာအဲ့ဒါတွေကရှင်းရှင်းလေးရဲ့တဲ့ပဲပြောတော့မယ်ကျွန်တော်တို့ကဟိုဘယ်လိုခေါ်မလဲဆိုတော့ကျွန်တော်တို့ဒီမြေပြင်မှာလုပ်မယ်ဆိုလို့ရှိရင်ဥမာအိယာကိုအိယာကိုလည်းပတ်သက်တဲ့ဟိုဘာဥဆောင်သူတွေနောက်ဒီတပ်ပေါင်းသူတခုဖြစ်ဖို့တော့ခစ်ပန်တိတ်အပေးယူရှိမှရဒီတိုင်းမရကျွန်တော်ဘယ်လောက်ပဲအတက်ကြီးကြီးကျွန်တော်ဘာပဲဖြစ်ဖြစ်ကျွန်တော်တော့ပြောဟုတ်ကဲ့ပဲပြောမှာပဲကျွန်တော်မထောက်ပံ့နိုင်ရင်ကျွန်တော်ရဲ့ဟိုဟာ ဘလို့မှပြောလို့အဆင်ပြေမှာမဟုတ်ဘူး။ငေါ့ဘုံနမ်းဘုံပြောတာမဟုတ်ဘူးလေ။နောက်အဲ့ဒါလုပ်ဖို့ဆိုရင်လည်းအများကြီးလိုသေးတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီစနစ်တကျစုဖွဲ့မှုတွေပါလေပေါ့နော်။နောက်စုဖွဲ့မှုတွေလေ့ကျင့်မှုတွေဒါဒါတိုက်ခိုက်ရေးအတွက်နောက်တစ်ခါတို့ရဲ့စနစ်ကျမှုအတွက်ကိုဘလို့ချင်းချုံမလဲ။ဥပမာ given day နဲ့ဥဆောင်တဲ့လူကလည်းနောက်ဟိုအပေးယူရှိတယ်။နောက်တက်တက်တွေပေးရမှာဗျာ။ဟိုပြတော့တက်တက်တွေပေးရမှာလေဗျာ။ဟုတ်တယ်မလား။တက်တက်ဓမြလည်းဖြစ်သွားနိုင်တယ်လေ။အဲ့တော့ဒီပေါ်မှာအများကြီးလွဲတော့လွဲတယ်ဗျာပြောတာတက်ပေါင်းစုတက်ပေါင်းစုလည်းအရင်လွဲတဲ့စကားလုံး ဒါပေမဲ့တကယ်ဟိုအဲ့ဒါကိုပေါ့ပေါ့လေးနဲ့စဉ်းစားကြည့်လိုက်ဒါကိုစဉ်းစားကြည့်လိုက် definition ပေါ့လားအခြေအကြီးပဲအခြေအကြီးလားကျွန်တော်အဲ့ဒါတိတ်တွန်းတွန်းကြဲကြဲမပြောဘူးကိုယ်မလုံနိုင်တဲ့အလုပ်ကိုတိတ်ပြီးတော့မပြောတာကောင်းတယ်အဲ့တော့လုံနိုင်မဲ့လူတွေကလုံအောင်ပါဥဆောင်သူတွေကတာဝန်ယူပြီးလုံမယ်ဆိုပြီးတော့တာဝန်ယူထားတဲ့နေရာယူထားတဲ့လူတွေကတာဝန်ရဲ့နေရာနဲ့မကွဲပြားဖြစ်နေတာသူတို့လုံမှပြတ်မှာဒီကိစ္စဒါရှင်းရှင်းလေးပဲသူတို့လုံမှပြတ်မှာအဲ့တော့သူတို့မလုံနိုင်လို့ရှိရင်လည်းအခြားဖွဲ့တွေကလုံမှာ ။နောက်ဆုံးပြောကြတာအခြား local တွေပါလေကျွန်တော်တို့ဒီ MOD အောက်မှာမဟုတ်တဲ့ local တွေဟိုထားလိုက်တော့ကျွန်တော် MOD အောက်မှာရှိတဲ့အဖွဲ့တွေကိုစူးစီးညင်ညွတ်ဖို့အတွက်တနေရာထဲမှာဆိုပြဥဆောင်သူမျိုးတယောက်ရအောင်ကျွန်တော်တို့ချပေးလို့ရှိကျွန်တော်အလူလူသွားမှာလေကျွန်တော်ကပြီးကျင်နေတာကရှင်းရှင်းလေးတော့ပြီးကျင်နေတာတိုက်ကျင်နေတာပဲအရှင်းရှင်းလေးရကျွန်တော်တို့ကပြီးကျင်နေတိုက်ကျင်နေအိမ်ပြန်ကျင်နေတာပဲအဲ့ဒီပုံမှာကျွန်တော်တို့ကစူးစမ်းပြီးလုပ်ပါပဲအခုလက်ကမြကျွန်တော်တို့အဆင်မပြေတဲ့ကြားထဲကလုံနေကြတာပဲဘယ်သူဖြစ်ဖြစ်စုံုံပြီးတော့လုံနေရတာပဲဗျာ အဲရှိသလောက်နဲ့တခါလေကြည်တယ်လေးချဟာပဲနောက်ပွဲရှိပါအဲ့လိုလိုချိန်ပြီးတော့လုံနေရတာကိုလောက်တာတော့မဟောတခါလားတော့လေတိုက်ချင်တယ်ဗျာတိုက်တော့လေမပြည့်စုံတော့မှကြောက်တယ်နောက်ကမဖြည့်နိုင်မှကြောက်တယ်ဒီလူတွေနဲ့ကျွန်တော်တို့ရုပ်ကန်နေရတာအဲ့တော်လိုင်းသမားတွေနေရာကိုကိုတိုင်ဝင်ပြီးတော့အကြံပေးတဲ့လူတွေလာပြီးကြည့်နေကြတယ်ဥဆောင်သူတွေရဲ့ဘလို့ခေါ်မလဲဥဆောင်ရွက်နေရတဲ့ကဏ္ဍတွေဥတောင်သူတွေဘလို့ဘလို့ဖြန့်ကျက်ပြီးတုံးဆွဲနေရတာတွေစားဝတ်နေရေးဗျာအကောင့်တာဝန်ယူရတာကျမ်းမာရေး အရေးပေါ်တဲ့ကြာဆုံးနေဆိုရင်လည်းဒီနာယီစိတ်ကစအကုန်လောက်ရတယ်။လှိုင်းတာယာအနောက်ပိုင်းတွင်ဒစဉ္ညပါတီလွတ်တော်ကိုယ်စားလှယ်လောင်းကားတိုက်ခံရာရန်ကုန်လှိုင်းတာယာအနောက်ပိုင်းမြို့နယ်အမတ်ဆက်ကိုရက်ွက်ကျန်စစ်သားလမ်းမပေါ်မှာနိုဝင်ဘာ3ရက်ဒီနေ့နေ့လယ်12နာရီကဒစဉ္ညပါတီကလွတ်တော်ကိုယ်စားလှယ်လောင်းတယောက်ကားတိုက်ခံရတယ်လို့မြို့ခံတွေစီကသိရပါဗျ။ လွတ်တော်ကိုယ်စားလှယ်လောင်းမှာမိခင်တူမဖြစ်သူနဲ့ဘေးတွဲစီလာစုကားတိုက်ခံရတာဖြစ်ပြီးဘေးတွဲပေါ်ကပြုတ်ကျကာ၃ယောက်စလုံးဒဏ်ရာပြင်းထန်စွာရပြီးအရေးပေါ်တင်ထားရတယ်လို့ရက်ွက်နေသူတယောက်ကဒီဘက်ကိုပြောပါတယ်ရုံရှိကနေရွှေလင်းမန်းဘက်ကိုမောင်းလာတဲ့ဟိုက်ချက်ရုတ်တိုက်တာကထိန်လဲနေတဲ့ကားတွေကိုကြော်တက်ရင်ဘေးတွဲတိုက်မိတာ၃ယောက်စလုံးဒဏ်ရာရတယ်လွတ်တော်ကိုယ်စားလှယ်လောင်းကစကားမေးတောင်မရဘူးတတိလစ်နေတဲ့ကားသမားကိုဖမ်းမိသွားတယ် အဆိုပါရုတ်တိုက်မှုကြောင့်တစိမျက်ပါတီကတိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်လောင်းဦးစော်ထက်မှတတိလစ်တန်းရပြင်းထန်စွာရခဲ့ပြီးမိခင်ဖြစ်သူဒေါခင်မချူမှလက်ကျိုးတူမဖြစ်သူမအေးမြဖြူမှအတွင်းတန်းရရထားကြောင်းအုတ်ချုပ်ရေးနဲ့နီးစပ်သူတယောက်ကဒီဘောက်ကိုပြောပါရတယ်။ သုံးယောက်စလုံးတန်ရာရတယ်လွတ်တော်ကိုယ်စလဲကနန်ကျိုးတယ်သူ့အမေကလက်ကျိုးတယ်တူမလေးကအတွင်းတန်ရာရတယ်ရုံမောင်းကိုတောင်ကြီးစခန်းကစစ်ဆေးနေတယ်လက်တလုံးမှာအဆိုပါရွတ်တိုက်မှုမှရုံမောင်းဖြစ်သူဥဇော်နိုင်ထုံးကိုတောင်ကြီးမြို့မရဲ့စခန်းကအမှုဖွင့်လှစ်နိုင်ရေးအတွက်စစ်ဆေးနေတယ်လို့သိရပါတယ်ကျောကရတယ်ကျမ်းမာကြီးမကောင်းဘူးလေတောက်လျှောက်ပေးနေရတယ်ပဲကျွန်တော်တို့လက်ဒီမှာဆေးရုံလေးတင်ထားရတာလာစဉ်တင်ထားရဥဘယ်လိုပေါ်မလဲကျမ်းမာကြီးကြောင့်ဥဖြတ်တဲ့ကလေးရှိတယ်တချို့ဆိုးဆိုးဝါးဝါးကြီး၄လ၅လရှိပြီ စောင်းတဲ့အတွက်ကောဒီကျမ်းမာရေးအတွက်ကောကုန်ခံရတာဒီလိုမျိုးတရှိတယ်အများကြီးအများကြီးလွယ်လွယ်လေးရဲ့ဟာမင်းတို့မတိုက်ဘူးလားပါလို့နေလဲအတရားလေးတော့မှမလုပ်နိုင်ဘူးလားလွယ်လွယ်လေးလာပြောတာလာလှုပ်လိုက်ကြမှာလာလာကြည့်လိုက်တာပါခဏလေးပဲကျွန်တော်တို့ရဲ့စိတ်ထဲကိုတုံးရပဲလာပြီးခံစားကြည့်လိုက်မလွယ်ပါဘူးဒေါ်လာကြီးခေါင်းဆောင်တယောက်ဖြစ်ဖို့ဒေါ်လာကြီးဥဆောင်သူတယောက်ဖြစ်ဖို့ဒေါ်လာကြီးလှုပ်ဖို့မလွယ်ဘူးတော့ရဲဘော်တွေရဲ့ခံခံတာတွေရှိတယ်တိုက်ခိုက်ဖို့ခံခံတာတွေရှိတယ်စာဝင်တွေရဲ့ခံခံတာရှိတယ်ဆက်ဆံရေးခံခံတာတွေရှိတယ်အများကြီးရှိတယ် ကျွန်တော်ပြောချင်တာအဲ့တော့ဘာဖြစ်လို့ကျွန်တော်တို့ကအနံ့ရပြီးမှရှုံးဖို့တော့ကျွန်တော်တို့လည်းမကြိုးစားဘူးအဲ့တော့နောက်ဆုတ်ဆရာလည်းအကြောင်းမရှိရှေ့တို့မယ်သွားမယ်အဲ့တော့ပြည်သူပါဝင်ရမယ်ပြည်သူပါဝင်လို့ရှိရင်ရကျွန်တော်တို့အခုက rapus ပဲအခုအခုကျွန်တော်တို့ဒေါ်လာကြီးကအစ်စ်ပြန်ဆတယ်လို့ဖြစ်သွားပြီဘာလို့လဲအစ်စ်ပြန်ဆတယ်လို့ဖြစ်သွားပြီကျွန်တော်တို့ကတချို့နေရာတွေဆိုသူသွားပြီလေကျွန်တော်အားကိုးမဲ့အားရတူအနဲ့သူသူပုံစံနဲ့သူခွဲထွက်သွားကြပြီအဲ့တော့ကျွန်တော်တို့မြေပြတ်မှာရှိတယ်ညာမှာရှိတယ်ကျွန်တော်ထိတယ်ရောက်ပေါ့နော်ဥပမာနေပြည်တော်လိုဟာမျိုးမြစ်တီလာလိုဟာမျိုးအများကြီးကျွန်တော်တို့မန္တလေးလိုဟာမျိုး ပြီးလို့ရှိရင်ကျွန်တော်တို့ကပြီးသွားမယ်အဲ့တော့ကျွန်တော်တို့အညာသားတွေအသိအကြီးကြီးတယ်အညာသားတွေအဆုံးဖြတ်ပေးမယ်ပွဲအဲ့တော့ကျွန်တော်တို့အစ်စ်ပြန်စတဲ့ပွဲဖြစ်မှာတော်လိုင်းရဲ့အစ်စ်ပြန်စတယ်အဲ့တော့ကျွန်တော်တို့ပါဝင်ကြပါလှူဒန်းကြပါဒါပဲကျွန်တော်တို့ပြောချင်တယ်ကျွန်တော်တို့ကတော့ဂရီပေးနိုင်တယ်ရှင်းရှင်းလေးတော်လိုင်းရဲ့အလွန်ကာလမှာအောင်ခဲ့ပြီလာကြည့်လေမူလပိုင်ဆိုင်မှုတွေပို့လို့ရှိရင်ကျွန်တော်တို့ထောင်ချပလိုက်စိတ်ခေါ်တဲ့တခါလဲစိတ်ခေါ်ပြီးသားမူလပိုင်ဆိုင်မှုမူလပုံစံနဲ့ပြောင်းလဲသွားရင်ချိန်ကြီးလာပြီးတော့အေးအေးယူပါလက်ခံရင်အချိန်ကြီးဝေကမ်းမယ် တခါလည်းပြောခဲ့ပါတယ်အဲ့လိုမျိုးရှိတယ်အဲ့တော့ဗာကျွန်တော်တွန်လိုင်းနိုင်ခြင်းနဲ့အောင်ခြင်းနဲ့ကိုယ့်အိမ်ကိုပြန်ခြင်းနဲ့ကိုယ့်ရတ္တိသားမှာပဲကိုအေးစေးနေခြင်းနဲ့အဲ့ဒီအတွက်ဝိုင်းကြပါဝင်းကြပါဒီအနေမကန်မြင့်ညာကမ်းမင်းလေးကိုလည်းအဲပြည့်အောင်လုပ်ကြပါကျွန်တော်တို့မြင့်ညာလည်းစီရင်မှာအချက်ချကြတဲ့နေရာတစ်ခုဖြစ်ပါတယ်အဲကျွန်တော်တို့ဒီဟိုပါပေါ့ကျွန်တော်မြင့်ညာနဲ့အနည်းဆုံးပကုတ်ကူမှာဆိုလို့ရှိရင်မိုင်လေး30ဝန်းကျင်မှာတက်မှတ်တရတရှိတယ်နောက်ကျွန်တော်တို့ပကံကြောင်ဦးလို့ရှိ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 တယ်မိထီလာမှာ60ကိုရှိတယ် ဲကျွန်တော်ဒီလေလိုင်း crossing မြင်းညမြင်းညဘက်ကနေလေလိုင်း crossing သွားလို့ရှိရင်ကျွန်တော်တက်မှ33ကမိုင်90ဝန်းကျင်ပဲရှိတယ်မန္တလေးဆိုလို့ရှိရင်ကျွန်တော်တို့အဖြတ်အော်ကူပါကျွန်တော်တို့အညာဝိုင်းကြဝင်းကြပါဒါပဲကျွန်တော်ပြောချက်ပါတယ်ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အဲ့တော့ဒီလောက်ဆိုလို့ရှိရင်ကျွန်တော်တို့စီရင်တဲ့ပတ်သက်တဲ့တော်ထိုင်ရေးနဲ့ပတ်သက်တဲ့အခြေအနေတွေခေါင်းဆောင်၃ဦးကိုယ်တိုင်ကပြောပြတဲ့လက်တွေ့ကြတဲ့အကြောင်းအရာတွေကိုဒီလူတို့ကဒီ live မှာဒီစကားဝိုင်းမှာအဲတည်တည်ချာချာလေးနားဆင်ခဲ့ရမယ်လို့ယုံကြည်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့အဲနောက်ဆုံး the round မှာနောက်ဆုံး the round ဆိုတော့အခုနစကားတွေထဲမှာလည်းပါဝင်ပြီးဖြစ်ပါတယ်ကိုတက်ကြီးပြောတဲ့ထဲမှာလည်းပါဝင်ပြီးပါတော်လိုင်းရေးကကြာလာရင်တော့ထမ်းပိုးရတဲ့ပြည်သူကပို့ပြီးတော့ပြင်ပန်းပါပါ တင်မှတ်မယ်မြင်ကြပါဆိုရင်လဲမိသားစုတွေမိဘတွေအတိုင်းဝိုင်းတွေကသားသမီးတွေကိုစစ်တိုက်ဖို့အတွက်ရှေ့မှာပေးထားရတယ်လို့နောက်မှလည်းသူတို့ကြံခဲ့ရတာအကောင်းနေခဲ့ရတာမဟုတ်ပါဘူးအကုန်လုံးပြချခဲ့ရတဲ့ယွာတွေကများပါတယ်အဲလိုစစ်ကိုထမ်းပိုးပေးကြရတဲ့မြင့်ကြံသူမြင့်ညံသားပြည်သူတွေရဲ့ထမ်းပိုးမှုတွေကလည်းဒီကာလမှာအင်မတန်မ ကြီးမားပါတယ်ဒီပြည်သူတွေအရေးကလည်းကျွန်တော်တို့အတွက်အရေးကြီးပါတယ်တခြားဒေသအသူတွေတခြားနိုင်ငံမှာရောက်နေတဲ့ကျွန်တော်တို့ပြည်သူပြည်သားတွေတိဖို့လဲလိုအပ်ပါတယ်ဒီကာလမှာတော်လိုင်းကာလမှာလူလူရဲ့တော်လိုင်းပေါ်တဲပိုးထမ်းရမှုတွေနဲ့ခုနပြောခဲ့တဲ့လူမျိုးပဲတခြားပြည်မမှာရောက်နေကြတဲ့ပြည်သူလူထုတွေပြည်တွင်းကပြည်သူလူထုတွေကိုလည်းဒီလိုမျိုးထောက်ပို့နေနဲ့ပါဝင်ပေးဖို့နှိုးဆော်မဲ့စကားလေးပေါ့ဒါလေးနဲ့ပြောရရင်ကျွန်တော်တို့ဒီကိုချောအောင်ဟုတ်ကျွန်တော်တို့ကတော့ပြန်လည်သွားမှာပါနော် ိကကတော့ကျွန်တော်တို့ကပြည်သူအားကိုးရတာပေါ့အဲ့တော့ပြည်သူကလည်းကျွန်တော်တို့ကိုအားကိုးရတာရှိတယ်လို့အားမကိုးရတာလည်းရှိတာပေါ့တော်တော်များများကျွန်တော်တို့ရာခိုင်နှုန်းအရကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်60ရာခိုင်နှုန်းလောက်ကကျွန်တော်တို့တော်လိုင်းရေးကိုစိတ်အားထက်သန်ပြီးတော့စိတ်ပါဝင်စားတာများပါတယ်သို့တော်များလည်းအဲ့ဒီ60ရာမှာပြန်ခွဲခြားလို့ရှိရင်လည်း30ရာခိုင်နှုန်းလောက်ပဲထဲထဲဝင်ပါဝင်လာလို့ရှိတာပေါ့နော်အဲ့အဲ့တော့ကျွန်တော်တို့ဘယ်လိုပုံလဲဆိုတော့ဒီလိုအချိန်မှာယုံရတော့မှာဗျယုံရတော့မှာတာဝန်ကျေတဲ့လူတွေကတအားကျေနေပြီကျွန်တော်တို့ဒီ အပြပမှာရှိတဲ့ဟိုဖန်ဒစာအတူတယောက်ချင်းစီရောနောက်ဟိုဘုအစုဖွဲ့လိုက်ပေါ့နော်အရင်ဘယ်လိုကုန်လဲဆိုအာနာလာပြီကွင်းလေးပြောအာနာလာပြီနေ့လဲကြာလာပြီကဘာဖြစ်ဖြစ်တခါတခါတခုတခုကျွန်တော်လိုရလာပြီဆိုရင်လည်းသူတို့ပဲသွားပြီးအခုညီတောင်းရတာအဲ့လိုမျိုးဖြစ်တယ်အဲ့တော့ကျွန်တော်ဒီနေမြေမှာဆိုရင်လည်းအဲ့လိုပဲကျွန်တော်တို့ကျင်လေရနေမြေတွေမှာပေါ့နော်ကျွန်တော်တို့ဒီကိုယ့်ရဲ့စွန့်မှုနေမြေဖြစ်သွားတဲ့နေရာမှာလည်းပြည်သူတွေအားလုံးတာဝန်ကြည့်တယ်အဲကျွန်တော်တို့ရိတ်ခါတွေပြေးတာမျိုးတွေနောက်ကျွန်တော်တို့ဒီမှာစစ်တောင်းတွေမှာထွင်လဲသူတို့ကခံရတာတကယ်တမ်းဆိုလို့ရှိရင် အခုလက်တော့ဘာဖြစ်နေလဲဆိုကျွန်တော်ဒီအနားမှာနောက်နေတာပေါ့နော်ကျွန်တော်ဒီကျွန်တော်တော်လိုင်းစုမှုနယ်မြေဒီမှာကလင်းနဲ့ကျဲတယ်ကျွန်တော်ဒီအမျိုးဆုံးပေါ့ဗျာသူတို့လာပြီးတောက်ကပြည့်တယ်လက်နဲ့ကြည့်တယ်လက်တကန်ပြည့်တယ်ပေါ့နော်သူတို့မိတဲ့နေရာတွေမှာအဲ့တော့ပြည်သူတွေကတာဝန်ကြည်တဲ့ကြည်လွန်နေပြီတာဝန်ကြည်တဲ့ကြည်လွန်နေပြီနောက်တစ်ခါဒီကျွန်တော်တို့ကလည်းပြည်သူကိုအားကိုးသလိုပြည်သူကလည်းကျွန်တော်တို့ကိုယုံယုံကြည်ကြည်နဲ့လက်တွဲသွားဖို့လိုတယ်ပေါ့နော်ကိုလည်းစစ်ချက်အောင်လုပ်ပေါ့နော်ကျွန်တော်တို့ကတော့ပြဿနာမရှိဘူးကျွန်တော်တို့ကတော့ဒီအတိုင်းပဲလေအဲ့တော့ပြည်သူတွေနဲ့စစ်ဖြစ်အောင်လည်း လုတ်ပြီးတော့ကျွန်တော်ဒေါ်လာရင်းကိုထဲထဲဝင်ပါဝင်မှအဲကျွန်တော်တို့ကြမှာဗျာကျွန်တော်တို့ဒီကြိုးစားလို့လည်းမရဘူးကျွန်တော်ရှိတယ်လေစင်နီးပြူဟာဘယ်လိုတာလဲဆွဲကင်လက်နဲ့ဘယ်လိုထဲလဲပြည်သူနှလုံးမသိမ့်ကျုံးလင် ပြည်သူခွန်အားမကူးစားလင်ဒါဟာတောင်းကလဲခွေလန်လဲကျူအန်တဲ့အဲ့တော့ကျွန်တော်တို့ကပြည်သူရဲ့ခွန်အားတွေလည်းလိုချင်ပါတယ်ပြည်သူရဲ့နှလုံးသားတွေကိုလည်းကျွန်တော်တို့သိမ့်ကျုံးယူပါတယ်အဲ့တော့ယူချင်ပါတယ်အဲ့တော့ပြည်သူရဲ့နှလုံးသားသိမ့်ကျုံးယူဖို့ကကျွန်တော်တို့ဘက်ကလည်းပြည်သူပေးရမယ်အချက်တွေကျွန်တော်တို့ရှိပါတယ်အထက်ကကျွန်တော်တို့ကမွန်ရပါဗျာ ျွန်တော်တို့ကမွန်ရီရမှာကျွန်တော်တို့မွန်ရီမှာပြည်သူကကျွန်တော်တို့လာမှာကျွန်တော်တို့မွန်ရီမှာရမှာပြည်သူကိုကျွန်တော်တို့ကမျက်နှာမှုပမှုပါမှာဟိုကကျွန်တော်တို့မှာစိတ်ခံစားမှုဘယ်တော့ပဲရှိနေပြီဒီပြည်သူနဲ့တွေ့လို့ရှင်အဲ့စိတ်ခံစားမှုဒါမျက်နှာကြီးမဲ့နေလို့မရဘူးပြောင်းရမှာမပြုံးရင်လည်းပြောင်းရမှာရင်ထဲမှာငိုနေလည်းအပြင်မှာပြောင်းရမှာပဲဒါကျွန်တော်တို့ဒေါ်လိုင်းသမားတွေကလည်းအမှုပညာသမားတွေလိုပဲခံယူရမှာဗျဒါမှပြည်သူကကိုယ့်ပဲပါမှာပြည်သူပါနိုင်နေလိမ့်ဒီကတားပဲပြည်သူမပါရင်လည်းမရဘူးအဲ့တော့ပြည်သူတွေလည်းပါကြပါ ဝိုင်းကြဝင်းကြပါအရင်စိုးရုံမနေပါနဲ့ကျွန်တော်တို့လှုပ်ရှားလို့ရတဲ့နေလိုက်နေအများကြီးရှိပါတယ်တချို့ဆိုလည်းမြို့ထဲမှာနေပြီးတော့တူတူတိတ်တိတ်နေတာမျိုးတွေရှိတယ်ပေါ့နော်အဲတော်လိုင်းအောင်သွားမှငမော့กว่าဆိုတာမျိုးတော့မလုပ်ကြပါနဲ့အဲ့လိုချိန်ကျမှကျွေးတဲ့ထမင်းမျိုးတွေလည်းကျွန်တော်တို့ကမစားကြဘူးအခုချိန်ပါဝင်တာမျိုးပဲကျွန်တော်တို့ကလိုချင်တယ်ရဲရဲဝင်းဝင်းပါဝင်ကြပါအဲကျွန်တော်တို့ကစစ်ချင်အောင်လည်းကျွန်တော်တို့လုပ်ပေးမယ်ပြုတ်ဝဲဆက်သွယ်လို့ရတဲ့နေလိုက်နေလည်းအများကြီးရှိပါတယ်အဲ့တော့ပါဝင်ကြပါအားကိုးပါတယ်ဒီကမ်ပိန်းလေးကိုလည်းကျွန်တော်တို့ပြည့်မီအောင် အဲကျွန်တော်တို့ပါဝင်ကြပါလို့ပဲကျွန်တော်အထုတလည်းပြောကြလိုပါတယ်အဲကျွန်တော်တို့ online အဖွဲ့ရဲ့အားနည်းချက်တွေရှိခဲ့ရင်လေအဲသူတိုင်ရင်တစ်ဖက်တိုင်ရင်တစ်ဖက်ရဲ့ပေတွေရှိတယ်ကအဲခေါင်းဆောင်တွေရဲ့အကောင့်တွေရှိတာပဲအဲ့ဒီမှာဝင်ရောက်ဆွေးနွေးလို့ရပါတယ်ဘာလို့ဖြစ်ဖြစ်ကျွန်တော်တို့လည်းအချိန်ကြီးကျွန်တော်ရဲ့ညီလေးတွေတခုခုပေါ့နော်ပြည်သူပေါ်မှာစိတ်တိုင်းမကြတာရှိလို့ရှင်ကျွန်တော်အချိန်ကြီးပြောပါလို့ကျွန်တော်လည်းအမြဲပြောတာရှိတယ်ဘယ်လိုအကြောင်းအရာမျိုးဖြစ်ဖြစ်ပြောပါအဲကျွန်တော်ဆုံးမပါတယ်သွန်တင်ပါတယ်အဲ့တော့ကျွန်တော်တို့လည်းအားလုံး ်းဇူးအားကိုးကြပါတယ်လို့ပဲကျွန်တော်ပြောပေးရစီကျေးဇူးတင်ပါတယ်